်မင်္ဂလာပါရှင် listener heaven channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရေးသားထားတဲ့ဝိတ္တုစောင်းမဘောင်းကြုံတဲ့ထဲကမင်္ဂလာဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတင်ကြီးဖြစ်ပါတယ်နနဆောဆောအိယာထားတော့ကမင်္ဂလာရှိသော အရာကို တွေ့မြင်ရလဲ ောင်း၏မင်္ဂလာရှိသောစကားကို ပြောကြရလဲကောင်း၏မင်္ဂလာရှိသော အကြောင်းကိုရေးသားရလဲကောင်း၏ဟု၍လူကြီးများပြောကြားမှုသောကြောင့်အိယာကထငါးစမင်္ဂလာရှိသော အကြောင်းကိုရေးသားရပေမည်မောင်ညွတ်မောင်သည်တောသားဖြစ်လေသည် မောင်ညွတ်မောင်တို့နေထိုင်ရာရွာကိုပကိုးမြို့မှလှဲဖြင့်တစ်နေ့သွားမှ ရောက်လေသည် မောင်ညွတ်မောင်၏ဖခင်က ရွာတကြီးသည် ယခုခေတ်တွင် မီးရထားလန်းမော်တော်ကားလန်းတင်မော်လန်းတို့မှနေရာတကာပေါက်နေပြီးဖြစ်သောကြောင့်တနေရာနှင့်တနေရာ အလွယ်တကူသွားလာနိုင်၏။စာတို့သတင်းစာမဂ္ဂဇင်းတို့ကို တနေရာမှ တနေရာသို့အလွယ်တကူပေးနိုင်၏။သို့ဖြစ်သောကြောင့်မြို့ကလူများသည်တောသို့မကြာမကြာရောက်တောကလူများလည်းမြို့သို့မကြာမကြာရောက်မြို့တွင်ထုတ်ဝေသောသတင်းစာမဂ္ဂဇင်းတို့လည်း နေရအရက်ရက်တို့မှန်မှန်ရောက်ကြ၏မြို့ကအကြောင်းတောကတိတောကအကြောင်းလဲမြို့ကတိနေအထူးပင်ဘဟုတုတတိုးပွားလျက်နေကြလေတည်းမောင်ညွတ်မောင်တို့ဤဖခင်ရွာတကြီးဦးနောင်ကလေးသည်တရင်စာမဂဇင်းတို့ကိုအထူးဂယုဆိုင်ကဝယ်ယူကြည့်ရှုလေရှိ၏ထို့ကြောင့်အခြားရွာတကြီးတို့ထက်ဦးနောင်ကလေးမှာဘဟုတုတအလွန်များပြားလေသည် မြို့အုံမင်း၊နေပိုင်ဝင်းတောင်မင်းတို့နေလက်ထွက်လာကြသောခါများတွင်လည်းတိုင်းရေးပြည်ရေးစီးပွားရေးပညာရေးတို့အကြောင်းကောင်းစွာ ပြောပြနိုင်သောကြောင့်မြို့အုံမင်း၊နေပိုင်ဝင်းတောင်မင်းတို့မှဦးနောင်ကလေးအားအထူးချီးမွမ်းကာအထက်အရာရှိကြီးများတို့ပင်စာရေးသားလေးရှိကြ၏တရင်စာကိုမှန်မှန်ဖတ်သူဖြစ်သောကြောင့် BA အောင်သူတို့မြို့အုပ်ဖြစ်သွားကြဝင်းတော့ဖြစ်သွားကြသည်ကို မကြမကြသတင်းစာရဲတွင်တွေ့မြင်ရသောအခါမိမိသားမောင်ညွတ်မောင်လဲထိုသူကဲ့သို့ဘီအေအောင်လဲမြို့အုပ်ဝင်တော့ဖြစ်မည်ဟု၍စိတ်ကူးမိ၏ထိုသူစိတ်ကူးမိသည့်အတိုင်းမိမိရွာနှင့်အနီးဆုံးဖြစ်သော မြို့တစ်မြို့ရှိ အင်္ဂလိပ်ကျောင်းတွင်ကျောင်းအိတ်ကျောင်းစားထား၏မောင်ညွတ်မောင်လဲခုနှစ်တန်းရောက်သည့်အတိုင်းရိုးရိုးတက်တာအကြွားဝါမရှိ တောသားပြီးပြီးနေထိုင်ပြီးလျှင် စာကိုယ်သာစူးစား၍တင်းသောကြောင့်ခုနှစ်နှစ်အတွင်းခုနှစ်တန်းအောင်မြင်ခြင်းသို့ရောက်၏အဖေဖြစ်သူဦးနောင်ကလေးလည်းမိမိသား၏ပညာအစွမ်းကိုသိရှိရသောအခါအလွန်အားတက်ပြီးလင် ရွာထဲတွင်မိမိသား၏အကြောင်းကိုခဏခဏပင် ပြောကြလေရှိ၏တရင်စားထဲတွင်မိမိသားခုနှစ်တန်းအောင်မြင်ကြောင်းကို တွေ့မြင်ရသောအခါတွင်လည်း အားရနှစ်သက်ခြင်းဖြစ်လာသောကြောင့်ရွာထဲတွင်ရှိသော လူကြီးများကို ဖိတ်၍လက်ဖက်ရည်တိုက်ပြီးလင်တရင်စာကိုဖတ်ပြ၏ရွာသားအပေါင်းလည်းနှစ်ထောင်းအားရဝမ်းမြောက်ကြ၏ဩဘာပေးကြ၏လက်ခုပ်လဝါတီးကြ၏နောက်တနေ့တွင် မောင်ညွတ်မောင် ခုနှစ်တန်းအောင်ကြောင့်ကိုတရွာလုံးကြော်၍သွား၏ခုနှစ်တန်းအောင်ပြီးတော့ကျောင်းဆက်လက်၍နေပြန်၏သို့သော ရှေးအောက်တန်းများမှာကဲ့သို့မဟုတ် အလေအပတ်နှောက်၍လာ၏စာချက်ချင်းကိုလည်းရှေ့ကကဲ့သို့မပြုတော့ကြေကြွားကြွားဝါဝါလဲပြုလုတော့၏ចောင်းတွင် အတူနေထိုင်ကြသော မျိုးကြီးသားတို့၏အတူကိုလိုက်ကဝါကြွားဝါစပြု၍လာ၏အဝိစားဆိုသည်မှာလဲမျိုးသားများကဲ့သို့ပင်ဝိစားစပြု၍လာ၏ဥနောင်ကလေးထမ်းမှငွေမကြမကြမှာ၏ဥနောင်ကလေးလဲစိတ်ညစ်စပြု၍လာ၏သို့သော ငွေမြီမြပင်ကုံစီကမူတားမြို့အုပ်ဖြစ်လင်ကျေနဲ့ပေးပြီးဟု စိတ်ကိုဆုံးဖြတ်ထား၏တားမှားသလောက်ငွေကိုပေး၏အဖေပေးသလောက်ငွေကိုဖြုံး၏စာဘက်ကစုပ်ရုပ်စပြု၍လာလေသည်ကိုရန်တွင်တနှစ်ကြာ၏ဆယ်ရန်တွင်ကနှစ်နှစ်မြာကြာဆုံးပြန်၏သုံးနှစ်မြောက်သောနှစ်တွင် အောင်မြင်၏ဆယ်ရန်အောင်ပြီးသော ကောလိပ်ចောင်းသို့လွှတ်ရန်ကြံသေး၏ကောလိပ်ចောင်းတွင် ုံးဆောင်ရန်အတုံးဆောင်အဝေးအစားဝယ်သည်မှာငွေမြောင်များစွာကုန်၏။ဦးနောင်ကလေးလည်းရှိသမျှကုန်၍မလောက်သဖြင့်မိမိလက်တွင်းရှိရာမြေတစ်ခုကိုပင် ပောင်၍ပေးရ၏။ကောလိတ်ချောင်းရောက်၍ဆယ်ရက်ခန့်ကြာပြန်လင်ငွေမှားပြန်၏။ပို့ရပြန်၏ရက်20ခန့်ကြာလင်မှားပြန်၏။တလာအတွင်း3ငါတိုင်တိုင်မှား၏။ဤနီးအတိုင်းပင်3လခန့်မှား၏။ တရင်ကျွတ်ကြောင်းပိတ်တော့ခါအိမ်တို့ပြန်လာရရွာထဲတွင်နေထိုင်ကြသူရွာသူရွာသားတို့နဲ့မောင်ညွတ်မောင်အားမှတ်မိသူအလွန်ရှားကြ၏မြို့အုပ်တစ်တယောက်ရွာတကြီးအိမ်တို့ရောက်လာသည် ဝင်တော့တယောက်ရွာတကြီးအိမ်တို့ရောက်လာသည်စသဖြင့်ပြောကြ၏မောင်ညွတ်မောင်မှာရှေးကတော်သားမောင်ညွတ်မောင်မဟုတ်တော့ကြမျိုးကြီးသာမောင်ညွတ်မောင်ဖြစ်၍နေပေ၏။ရွာသူရွာသားအပေါင်းလည်းမောင်ညွတ်မောင်ကြောင့် ပြော၍မဆုံးနိုင်အောင် ရှိနေကြ၏အချို့ကမောင်ညွတ်မောင်အားချီးမွမ်းကြ၏မြို့ဟန်မြို့ပန်းကိုရသည် အလွန်နေရာကြသည် အလွန်တော်သည်ဟု၍ဆိုကြ၏အချို့ကမူကားမောင်ညွတ်မောင်ပြက်ပြီးမြို့ရောက်၍မြို့ဟန်ရလာပြီးတောသားနှစ်ပင်မတူတော့ပြီးတောသားရဲ့ဆွဲထုတ်ဆိုသလိုပြစ်နေမှာဆိုးရသည်စသဖြင့်တီးတိုးစကားပြောကြကြ၏။ចောင်းဖွင့်လင်း ်ကျောင်းသူပြန်သွား၏စာမေးပွဲပြုလို့တော့အခါလဲစာမေးပွဲမအောင်စာမေးပွဲမအောင်တော့ကြောင့်စိတ်ပြေလက်ပြေမိတ်ဆွေများနဲ့မြန်မာပြည်တွင်းရှောက်လဲရန်အတွက်ငွေတင်ပို့လိုက်ပါဟုဖာခင်ဖြစ်သူဦးနောင်ကလေးထံငွေမှား၏ဦးနောင်ကလေးလဲမိမိလက်တွင်ရွှေလဲမရှိပေါင်နှံစရာလဲမရှိတော့ကြောင့်အကြံအိုက်လျက်နေ၏အတန်ကြာမှအကြံတစ်ခုရလာသည် ရလာပုံကမိမိရွာအရှိဘတ်တောင်ပခုံးရွာတကြီးဦးနီသည် အလွန်ချမ်းသာသူဖြစ်လေသည်။၎င်း၏တမီးမှလည်းအတော်အသင့်နေရကြ၏။ဦးနီကလည်းသူ၏တမီးနှင့် မောင်ညွတ်မောင်ကိုလက်ဆက်ရန် စကားလက်ဆာရှိ၏။ဦးနီနှင့် စကားလမ်းကြောင်းထားပြီးလင်မောင်ညွတ်မောင်အားចောင်းစရိတ်ထောက်ရန်ပြောမည်ဟုသော အကြံကိုရသည်။ချက်ချင်းပင်ရွာတကြီးဦးနီထံသို့သွား၍ အကျိုးအကြောင်းကိုပြောပြ၏ရွာတကြီးဦးနီလည်းမောင်ညွတ်မောင်နဲ့မိမိတမီးကိုရှေးကပင်သဘောတူရင်းဆွဲရှိသောကြောင့်ချက်ချင်းပင်စကားတေးချလိုက်ပြီးလျင်ငွေ200ထုတ်၍ပေးလိုက်သည်ဦးနောင်ကလေးလည်းအားရဝမ်းသာငွေ200ပိုက်ကအနီးအနားရှိမျိုးကလေးတစ်မျိုးသို့သွားပြီးလျင်တားထံသို့ငွေ200တင်ပို့လိုက်လေ၏ဆယ်ရက်ခန့်ကြာသောအခါမောင်ညွတ်မောင်ရွာသို့ပြန်ရောက်လာ၏ ဦးနောင်ကလေးလဲမိမိသားအားဦးနီတမီးနဲ့ကြောင်းလန်းထားသောအကြောင်းကို ပြောပြလေသည်။မောင်ညွတ်မောင်လဲဒေါသပြင်းစွာထွက်၍တောသူအနှုတ်အချာကိုမလိုခြင်းဟုညင်းပယ်၏။ဦးနောင်ကလေးလဲအကြောင်းစုံကိုထုတ်ဖော်ဖွင့်ဟာကတနာစီယာတောင်းပန်ရှာ၏။ဖခင်အားတနာသောကြောင့်ယူပါမည်ဟုဂရီပေးလိုက်ရလေသည်။သို့သော တောတွင်မင်္ဂလာဆောင်ရတော်လဲမြို့မာကဲ့သို့ အကန်းအလှန်နဲ့ခံကန်နာနာလောက်ရမှယူမြီဟု ပြောကြ၏။ဥနောင်ကလေးသဘောတူလိုက်၏။များမကြမီတကြီးဥနောင်ကလေး၏ဒါကောလေးចောင်းသာပညာရှိမောင်ညွတ်မောင်နဲ့တကြီးဥနီ၏တမီမက်ခင်လေးတို့၏မင်္ဂလာဆောင်ကို အရွာရွာကြော်အောင်ကျင်းပပြုလုပ်လေသတည်း။သောမင်္ဂလာဆောင်တို့ လာရောက်ချီးမြှင့်သူတို့အားထမင်းစာတန်စလုံးတစ်လုံးစီကမ်းလှမ်း၏ ညနေကြီးတာသမီးတို့၏မင်္ဂလာဆောင်ဖြစ်သောကြောင့်ခန်းဝင်လက်ဖွဲ့ပစ္စည်းတို့လည်းမြောင်များစွာရသဖြင့်တအိမ်လုံးတင်ထားเสียနေရာပင်မရှိသလောက်ဖြစ်၏မင်္ဂလာဆောင်ပြီးလင်ရွာကောင်းဥတာတီကလက်ဖွဲ့သောပစ္စည်းစရင်ကိုဖတ်၍ပြလေ၏၎င်းစရင်ကအောက်ပါအတိုင်းပင်တည်သူတို့သား၏ဦးလေးဦးနှောင်ထွေးကလှဲတစည်းနှင့်နွားပြတရှင်ဦးကြီးဦးနှောင်ကြီးကမြင်းတကောင် ထွေးလေးဒေါ်ရွှေမိက နွားမကြီးတကောင်အတော်တော်ငိမ့်အောင်ကနွားပေါက်ကလေးနှစ်ကောင်တရိုးသားဤညီကိုတော်မောင်မောင်ဆန်ရှင်းကစပားအတင်း20မောင်အောင်မြင့်ကကောင်းညင်းအတင်း20ရွာကောင်းဦးတာတီကငှက်ကြီးတောင်သားတလန်ရွာစော်ဦးတာက မြင်းကုံးဤတခုရွာစည်ရီဦးထွန်းကလက်ဖက်ရည်ပကံလုံးလေးလုံးပကံပြားလေးချက်ရွာကော်မတီဦးဖိုးဦးတို့ ဦးတာရဲ့ဦးညီမောင်တို့ကငွေရှိကြံရွာသမားရီများကညောင်ဦးတွင်မှလုတ်သောကွန်းအစ်တလုံးသူတို့သားအဖိုးနှင့် အဖွားတို့ကလက်ဧကနှစ်ဧကလူပြိုကောင်းမောင်နှက်ကတင်းတောင်တလုံးအပြိုကောင်းဒေါ်မီနင်းကထမင်းစားပကံများလေးချက် ပကံလုံးလေးလုံးရွာကျောင်းဆီယာမမဆောကြီးကစားအုပ်တအုပ်ဖောင်တိန်တချောင်းဖုံးတော်ကြီးဦးဇဝနဤ ကပိယမောင်ကန်ရေးကဂရောဝဲတပွဲကာလာတာတစုက ရွှေဖီမိုးလော်လက်ဖက်ချောက်တပိတ်တာကာလာသမီးများကတင်ဖြူဖျားနှစ်ချက်ဝင်တာနုအတင်းများကပင်နီအုပ်တအုပ်ရောပဆိုးတထဲသူတို့သမီးတွေရွာသူရွာသားတို့ပေးတော်လက်ဆောင်ပစ္စည်းစရင်သူတို့သမီးဦးလေးဦးတီက တရာရန်အိမ်တဆောင်ဦးကြီးဦးမီကတရာရန်ကြည်တလုံး ဒေါ်ကြီးဒေါ်မင်းကလေးကလယ်မြေတအေကဒေါ်လေးဒေါ်ဖွားကနွားပေါက်နှစ်ကောင်သူတို့သမီးမောင်မောင်ခင်ထွေးကစပွဲတင်နာဤတလုံးအကိုမောင်သူကစပားတင်20ရွာစော်ဦးတာကစံဖို့တော်မောင်တလုံးရွာစီမောင်ကြီးကစင်အိုကြီးနှလုံးရွာကောင်းဦးအောင်ကထမင်းစားခုံတစ်ခုရွာကျောင်းဖုံတော်ကြီးဦးဝိဇယဤကပ္ပိယမောင်တောင်းက လက်ဖက်ရည်ခရီးတလုံးတန်စလုံးတလုံးတန်ပကံများနှစ်ချက် ကာလာသားကောင်းမောင်းအုံးက အုံးသီး16လုံးငပြောတခိုင်ပစိန်တလက်အပြူကောင်းဒိုဤကရက်တောင်း9ခုငပိ၄ပိတ်တာကျောင်းဆရာမောင်ဆန်းကြီးကငပတ်ငပိကောင်း9ပိတ်တာရွာကော်မဏီတို့ကရွှေရင်းငါးတပြားတမာရီတို့ကစံနှစ်တင်ကာလာသမီးတို့ကစီတပုံလက်ဖွဲ့သောစရင်ကို ဥတာတီကအတန်ကြဲကြဲဖြစ်ဖက်ပြတော့ခါအားလုံးကပင်အာရဝန်တာလက်ခုပ်လဝါတီးကြလေတည်းမင်္ဂလာဆောင်ပြီးစီ၍အတီးတီးပြန်လာကြတော့ခါအချင်းချင်းငါတို့ယောက်ျားဘက်ကလက်ဖွဲ့တာများသည်ငါတို့မိန်းမဘက်ကလက်ဖွဲ့တာများသည်စသဖြင့်အငင်းအခုံဖြစ်ကြလေသည်အားလုံးပဲကျင်းနဲ့နှစ်တန်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်း ကိုဤကျမ်းမာခြင်းပေါင်းနဲ့တလုံးတူရတဲ့ပြည့်စုံနိုင်ကြပါစေနော်